ဝင်တန်းဆက်တဦးသေဆုံးခြင်းမှာရွှေဆိုင်တကားပိတ်ချလိုက်ခြင်းကြောင့်မဟုတ်ပါဘူးလို့တင်းရွှေစီရွှေဆိုင်မိသားစုမှရှင်းပြအမကယ်ဆယ်ရေးလည်းဖွင့်နေပြီလားမမနဲ့ရောနော်အေးသမီးကျန်တဲ့သူတွေကိုခေါ်ကြည့်အောင်ဒီလားနည်းနည်းလေးနော်ပြီးခဲ့တဲ့မတ်လ28ရက်နေ့နေ့လယ်တနာရီကငရင်လုတ်ခတ်ပြီးခဲ့တဲ့နောက်စိုင်ကန်းပြိုကျပြီးတေဆုံသွားခဲ့ရတဲ့ဝင်တဲ့နေမှာကဲထိုးလို့မရတဲ့အခြေအနေကြောင့်ဆုံးပွားသွားရခြင်းဖြစ်ကြောင်းစိုင်းရှင်မိသားစုဝင်တအူးကပြောပြခဲ့ပါတယ် ဆိုင်တကားပိတ်ချလိုက်တာလုံးဝမဟုတ်ပါဘူး။မပိတ်တဲ့အတွက်လွတ်လာတာတွေလည်းအများကြီးရှိတယ်။တကားကပိတ်ရင်ဘသူမှမလွတ်တော့ဘူးပေါ့နော်။အချိန်ကလည်းဘလောက်မှမရှိတဲ့အချိန်မှာညီမတို့လည်းရန်ကုန်မှာရှိတဲ့အချိန်ဆိုတော့ညီမကိုကကင်ဆယ်ရေးဖွဲ့တွေနဲ့ပြင်းမနာကိုချက်ချင်းလိုက်သွားတာလွတ်လာတဲ့ကလေးတွေလည်းရှိတယ်။ပိတ်မိတဲ့နေရာကနေအသက်ရှင်လျက်ထွက်နိုင်သူတွေလည်းအများကြီးရှိတယ်။ကင်ဆယ်ရေးတွေလွတ်လိုက်တယ်။၂၄နာရီကျော်ကြာတယ်။ရုပ်လောင်းနဲ့အရင်တလက်ထွက်လာတာတွေရှိတယ်။စတိအောင်လုံးကလုံးဝကိုကယ်လို့မရတဲ့အခြေအနေမျိုးလိုပါလို့သူကပြောပြခဲ့ပါတယ်။ သိမ့်မိနေသူများနဲ့ရှစ်ဦးမှ28ရက်နေ့ညပိုင်းနဲ့29ရက်နေ့အာယုံတက်ချိန်အထိကယ်ဆယ်ရေးဖြင့်ကယ်ထုတ်ထားနိုင်ကြောင်းသိရပါတယ်။တည်ဆုံသွားတဲ့ဝင်တန်းများမှာ AR တိုင်းပသိမ်မြို့ရှိတင်းရွှေစင်ရတနာရွှေဆိုင်ကဝင်တန်းများဖြစ်ကြပြီးပြင်မနာဆိုင်ခွဲကိုတာဝန်ရွှေပြောင်းထားခြင်းဖြစ်ကြောင်းသိရပါတယ်။ဂလီယင်လောက်ခတ်စီအတွင်ပြင်မနာမြို့မှာရှိတဲ့ဆိုပါဆိုင်မှာတာဝန်ရှိသူများက ရွှေဆိုင်ကိုလူရဲမာဖို့စိုးရိမ်တဲ့ပြင်ဆိုင်ငန်းတကားကိုပိတ်ချလိုက်ခြင်းဖြစ်ကြောင်းဝန်ထမ်းများအပြင်ထွက်ပြေးနိုင်ခြင်းမရှိဘဲတိုက်ခန်းပြိုကျတဲ့အထက်ပိတ်မိကတည်ဆုံသွားရခြင်းဖြစ်ကြောင်းလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာတည်င်းတွေကပြန့်နှံ့နေခြင်းလည်းဖြစ်ပါတယ်။ဆိုင်ရဲ့မတန် CCTV record မှာလည်းငလျင်လောက်ခတ်ခဲ့တဲ့အချိန်ကြောင်းလျှက်စစ်မီမတော်တဆဖြစ်ကမှတ်တမ်းများပျောက်ဆုံးသွားခြင်းဖြစ်ကြောင်းလက်ရှိမှာမှတ်တမ်းများကိုပြန်လည်ရယူနိုင်ရန်စူးစမ်းနေကြောင်းဆိုင်ပိုင်ရှင်ရဲ့မိသားစုဝင်တဦးကပြောပြခဲ့ပါတယ်။ရွှေဆိုင်ပိုင်ရှင်ဒေါ်တင်းတင်းကလည်း ဧပြီလ၁ရက်နေ့ညနေ9:00နာရီကလူမှုကွန်ရက်ပေါ်ကနေတဆင်ရွှေဆိုင်ပေးကနေရုတ်တန့်တဲ့တဆင်ထပ်ဆောင်ဖြည့်ရှင်ထားခဲ့ပါတယ်။ဒါပေမဲ့ကွန်မန်တချို့မှာတော့ယခုဖြစ်စဉ်အတွက် CCTV မှတ်တမ်းကိုသာချပြန့်ရန်တိုက်တွန်းထားကြတာကိုတွေ့ရပါတယ်။ တည်ဆုံသွားတဲ့ဝန်ထမ်းများရဲ့မိသားစုဝင်များကိုလည်းမိသားစုဝင်တစုကို7300ပေးလူရန်စီစီနေကြောင်းပြောပြခဲ့ပါတယ်။ဆိုင်တကားပိတ်ချလိုက်ခြင်းကြောင့်မဟုတ်ပဲကယ်ဆယ်ရေးခက်ခဲတဲ့အခြေအနေများကြောင့်ဝန်ထမ်းများမှတည်ဆုံသွားရခြင်းဖြစ်ကြောင်းဆိုင်ကနေအပြင်ကိုထွက်ပြေးလွတ်မြောက်လာတဲ့ဝန်ထမ်းအုပ်ကလည်းရှင်းပြခဲ့ပါတယ်။တနိုင်မထိုးခင်ငလင်းလောက်တော့ဆိုင်ထဲကနေမနေပြေးတာလွတ်သွားတယ်ဆိုင်ကားတော့ပြားသွားပါတယ်ဖြစ်ဖြစ်ပြီးချင်းဝန်ထမ်းတွေကိုဆက်ချပါတယ်လေးဦးကိုရင်တွေ့တယ် ဆိုင်ကပိတ်ထားတာမဟုတ်ပါဘူးဆိုင်ကပြိုးနေတာပိတ်လို့လည်းမရဘူးတည်သွားတဲ့ဆက်တယောက်ကကြောက်တုံးကြီးပြီးနေတာဖြစ်ဖြစ်ချင်းကဲစည်ကြီးမြောင်းလာသေးဘူး ညနေ၄နာရီခွဲမှစပြီးမနာတန်ဆက်ရှာကြတာလူအင်အားအများပဲစက်တီကရီနေငားမရလို့ဖြစ်တာလို့သူကပြောပြခဲ့ပါတယ်ပြီးခဲ့တဲ့28ရက်နေ့ကလှုပ်ခတ်သွားတဲ့ငလင်းကြောင်ပြင်းမနာမြို့မှာလူနေရာဦးထက်မနေတည်ဆုံခဲ့ကြောင်ဒေသခံများထံကနေသိရပါတယ်မြန်မာမူကင်း channel လေးကိုအားပေးနေကြတဲ့မိတ်ဆွေများအားလုံးလည်းတဘာဝဘေးအန္တရာယ်အားလုံးနဲ့ကင်းဝေးကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နောက်နောက်များမှာလည်းသတင်းတွေကိုတင်ဆက်ပေးဖို့မှဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးထားကြဖို့တောင်းဆိုလိုက်ပါတယ် မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးလည်းဘေးရန်အားလုံးကနေကင်းဝေးကြပါစေလို့ဆုတောင်းပေးလိုက်ပါရခင်ဗျာ။